ဟာမတ်အဖွဲ့အနေနဲ့သူတို့ကိုယ်တိုင်လက်နက်ဖြတ်သိမ်းရမှာဖြစ်ကြောင်းဒါမှမဟုတ်ပါကဟာမတ်အဖွဲ့ကိုအင်အားသုံးပြီးလက်နက်ဖြတ်သိမ်းပြစ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအော်တိုဘာ14ရက်မှာပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။ထရန့်ရဲ့ဂျာဝင်စစ်ဆက်မှုနဲ့အစ္စရေးနဲ့ဟာမတ်ကြားအပြစ်ကရစရေးသဘောတူညီချက်အရအော်တိုဘာ13ရက်မှာဟာမတ်အဖွဲ့ဟာဂါဇာမှာဖမ်းဆီးထားတဲ့အစ္စရေးတစားခံတွေကိုပြန်လွှတ်ပေးခဲ့ပြီးအစ္စရေးကလည်းပါလက်စတိုင်းအကျဉ်းသားတွေကိုပြန်လွှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဟာမတ်အဖွဲ့ဟာ သူတို့ရဲ့လက်နက်တွေကိုဆုံးလွန်မှာဖြစ်ကြောင်းလူသိချင်ညာကြီးညာခဲ့တာမရှိသေးပါဘူးသူတို့ဟာမတ်တွေကလက်နက်မဖြတ်သိမ်းဘူးဆိုရင်ကျွန်တော်တို့ကသူတို့ရဲ့လက်နက်တွေကိုဖြတ်သိမ်းပြစ်မှာပါဒါကိုအမြန်ဆုံးလုံဆောင်သွားမှာပါအကြမ်းနည်းသုံးရင်လည်းသုံးရမှာပေါ့လို့ထရန့်ကအင်ဗျူတော်မှာအာဂျင်တီးနားတမရဟာဗီယာမီလီနဲ့ပြုလုပ်တဲ့အစည်းအဝေးမှာပြောကြခဲ့ပါတယ်ထရန့်ကသူဟာဟာမတ်အဖွဲ့နဲ့အဆက်အသွယ်ချီကြောင်းဟာမတ်အဖွဲ့ကလည်းလက်နက်တွေဖြတ်သိမ်းဖို့သဘောတူခဲ့တယ်လို့ပြောကြခဲ့ပါတယ် ကျွန်တော်ဟာမတ်ဖွဲ့နဲ့စကားပြောဖြစ်ပါတယ်ခင်ဗျားတို့လက်နက်ဖြတ်သိမ်းမှတေချာလားလို့ကျွန်တော်မေးခဲ့ပါတယ်သူတို့ကလည်းဟုတ်ကဲ့ဆရာကျွန်တော်တို့လက်နက်ဖြတ်သိမ်းမယ်လို့ပြောခဲ့ပါတယ်သူတို့ကတော့အဲ့ဒီလိုပြောတာပါပဲလို့ထရန့်ကပြောကြခဲ့ပါတယ်ထရန့်ဟာအော်တိုဘာ23ရက်ကဣသရေးနဲ့အီဂျစ်နိုင်ငံကိုတွားရောက်ခဲ့ပြီးနောက်အမေရိကန်ကိုပြန်လည်ရောက်ရှိလာချိန်မှာသူ့ရဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ဟာတေချာရေရာမှုမရှိတဲ့အနေအထားကိုရောက်ရှိနေပါတယ်ဣသရေးကလည်းအော်တိုဘာ24ရက်မှာဂါဇာကိုအကူအညီတွေဝင်ရောက်ခွင့်ကိုကန့်သတ်ထားခဲ့ပြီး ဂါဇာနယ်စပ်ကိုဆက်ပြီးပိတ်ထားခဲ့ပါတယ်။ဒီအချိန်တောတွင်ဟာမက်လက်နက်ကင်တွေကလည်းလူမြင်ကွင်းမှာအမျိုးသားခုနှစ်ဦးကိုတနက်နဲ့ပြစ်ပြီးစီရင်ကွက်မြတ်တဲ့ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ထွန်းကတော့ဟာမက်ဖွဲ့ရဂါဇာမှာလုံခြုံရေးကိုတာဝန်ယူတဲ့အနေနဲ့အခြားလက်နက်ကင်အဖွဲ့ဝင်တွေကိုစီရင်ကွက်မြတ်တာဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။